ားလုံးပဲမင်္ဂလာပါရေဘော်ဤဒီ channel ကနေပြန်လဲကြိုဆိုပါရစေ။ဟုတ်ကဲ့ပါဒီနေ့က28ရက်ဆယ်လတော့25ပေါ့နော်။အဲ့ကျွန်တော်မိတ်ဆွေတွေစိတ်ချမ်းသာကိုကြမ်းပါခြင်းနဲ့ပြေဆုံးကြပါစေ။အဲ့ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာနှစ်ခုရှိတယ်။ပရမတ်တစ်ခုကတော့ဇလင်းဖြစ်စဉ်ပေါ့နော်။ဇလင်းဖြစ်စဉ်ပြောမယ်။နောက်တစ်ခုကတော့နေတူတို့အုပ်စုနဲ့ပတ်သက်ပြီးတော့မှအဲ ောက်ထပ်အမှုပညာသမားတွေပေါ့နော်နောက်ထပ်အမှုပညာသမားတွေတတိထားမယ်ကိစ္စနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီအမှုပညာသမားတွေပေါ်မှာထားတဲ့ကျွန်တော်တို့ရဲ့စိတ်အဲ့ဒါတွေကိုလေအဲကျွန်တော်မိတ်ဆွေတွေကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်နိုင်အောင်ကျွန်တော်ဒီ white core နဲ့ပတ်သက်ပြီးတော့နော် white core တော့မဟုတ်ဒါပေမဲ့ white core ထဲပို့တယ်သူကဘာလဲဆိုတော့ automatically reject ပေါ့နော်ဒီလိုသဘောတရားနဲ့ကျွန်တော်ပြောပြမှာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်မိတ်ဆွေရဲ့စိတ်ကိုယ့်ကိုယ်လည်းပြန်ဆန်းစစ်လို့ရတယ်နောက်တစ်ခါ အနောက်ထပ်အမှုပညာရှင်တွေရှိပါတယ်เนาะကျွန်တော်တို့ online ဘက်မှာပါနေတဲ့အမှုပညာရှင်တွေရှိတယ်အဲမလွဲသာလို့ဒါငိန်ခံနေရပေမဲ့ငိန်နေရတဲ့သူတွေပေါ့เนาะအဲဒီလိုမျိုးတစ်ချိန်ချိန်မှာ sales ကဖိအားပေးလာနိုင်ပါတယ် spear ပေးလာတဲ့အချိန်မှာဘာကိုရွေးမလဲပေါ့เนาะမိနေရင်ဘာကိုရွေးမလဲပေါ့ဒါကိုလည်း message ပေးချင်တာပေါ့เนาะအဲ့တော့ဒီနေ့နှစ်ခုပြောပါမယ်စလင်းကိစ္စစလင်းကိစ္စကျွန်တော်တို့ပရိမှုเนาะအဲ့ဒါပြောမယ်ပြီးလို့ရှိရင် ဒီ NATO ကိစ္စဒါကိုပြောပါမယ်အဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကဇလင်းကိစ္စကတော့အားလုံးသိကြတဲ့အတိုင်းเนาะအားထကတက်เนาะအားထကတက်မှာအဲမကွေးဇလင်းအားထကတက်မှာ great dan ចောင်းသူတွေတူဘောเนาะသူကြီးစားပါဝင်ចောင်းသားလေးယောက်ရဲ့အုပ်စုဖွဲ့အာရမပြူခြင်းကိုခံလိုက်ရတယ်ဘောเนาะအဲ့တော့အဲ့ဒီဗီဒီယိုကိုအဲလူမှုကွန်ရက်ကျွန်တော်တို့ Telegram channel တွေအထိဖြန့်ဝေခဲ့တယ်လို့တော့သိရတယ်ဘောเนาะအဲ့တော့ဒါကပြောရလို့ရှိရင် တကယ်ကိုစိတ်မကောင်းစရာအဖြစ်ဆိုးတစ်ခုပါနော်ဖြစ်ဆိုးတစ်ခုကဒေါသလည်းထွက်စရာကောင်းနေနော်ရှင်သာဖို့လည်းကောင်းနေပေါ့နော်အဲ့တော့မိဘချင်းကိုချင်းစာပြီးတော့မိဘတယောက်နေရနေပြီးတော့နော်ရှင်သာဖို့ကောင်းပါတယ်နော်အဲ့တော့ဒါတွေကဘာလဲဆိုတော့အကျန်းဖတ်စစ်ကောင်စီကအကျန်းဖတ်စစ်တက်ပေါ့ဗျာဆရာနာသိပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့ပညာရေးစနစ်ထဲမှာလောက်ဒီဆိုးဝါးပြက်စီယိုရင်းမှုတွေဖြစ်နေပြီလေဆိုတာဒီအခြေအနေကပြသတာပဲ။ဘာဆိုင်လို့လဲကွာလို့ပြောလို့မရအောင်သိဆိုင်နေ ိုဆိုးတာကအဲ့ဒီပြဿနာနဲ့ပတ်သက်ပြီးတော့မှဖြည့်ရှင်းမှုပေါ့နော်အကြမ်းဖက်စစ်တပ်ရဲ့ဒီရဲစခန်းကဒီအမှုကိုငွေညစ်တယ်ငွေယူပြီးတော့မှဖုံးဖို့ဖျောက်ဖို့ဖုံးကွယ်ဖို့ဒါမျိုးတွေလုပ်ဖို့ကြားရတယ်ပေါ့နော်အဲ့ဒီမှာမြို့ကန်တွေကစိုးရိမ်တဲ့အခြေအနေတွေဖြစ်လာရတယ်ပေါ့နော်အဲ့တော့ဒါပါလဲဆိုတော့ကျွန်တော်တို့ရဲ့မြန်မာပြည်မှာပေါ့တရားဥပဒေစိုးမိုးမှုကအာဏာရှင်တောက်မှာလုံးဝမရှိတော့ဘူးပြတ်သုံးသွားပြီဆိုတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလိုအဖြစ်တည် ဒီလိုဖြစ်ဆိုးတွေပေါ့ဖြစ်လာတဲ့အခါမှာကျွန်တော်တမိုင်းမှာရှိခဲ့ပါတယ်เนาะပြီးခဲ့တဲ့2020လောက်ကပေါ့เนาะအားလုံးမှတ်မိကြအောင်လားမသိဘူးကျွန်တော် NLD မေစုအစိုးရပေါ့ဗျာအဲ့တုန်းကလိင်ပညာပြီး sex education အဲ့ဒါကိုကျောင်းတွေမှာထည့်သွင်းဖို့ထည့်သွင်းပြီးတော့မှသင်ကြားဖို့စူးစမ်းခဲ့ဘူးတယ်เนาะစူးစမ်းခဲ့ဘူးအဲ့တုန်းကဘာတွေဖြစ်ခဲ့လဲအားလုံးသိကြတဲ့အတိုင်းပဲเนาะအဲ့တော့ ကဏ္ဍဖော့ရက်ကွက်ကမျက်ပီတုံးဒီပေါ့ဗျာကဏ္ဍဖော့ရက်ကွက်ကမျက်ပီတုံးစာမတက်ပီမတက်နော် sex education ဆိုတာကိုမိန်းမနဲ့ယောက်ျား2ယောက်လောက်တာလောက်ပဲတည်တဲ့အုပ်စုပေါ့ဗျာနော်အုပ်စုပေါ့အဲလိင်ပညာပေးဆိုတာကိုအဲ့ဒီလောက်ပဲနားလေတဲ့အုပ်စုလိင်ဆက်ဆံနေတင်ပေးတာလို့ပဲနားလေတဲ့အုပ်စုအသိဉာဏ်နဲတဲ့အုပ်စုအစွန်းရောက်တဲ့ဘာသာရေးအဖွဲ့အစည်းတွေနောက်နိုင်ငံရေးသမားအချုပ်နိုင်ငံရေးသမားအချုပ်ဆိုတော့သူတို့ကဒီဟာနဲ့ နိုင်ငံရေးဩဇာကိုယူချင်တာကိုနော်သူတို့သူတို့ဟိုအမျိုးဘာသာသာသနာကိုပဲကာကွယ်စောင့်ရှောက်တယ်လို့ဘာတလူလူနဲ့တော့အဲမိန်းမတစ်ယောက်နဲ့ယောက်ျားတစ်ယောက်နဲ့ယူတာပဲအမျိုးဘာသာသာသနာနဲ့တွားပြီးတော့မှဆွဲကြုံပြီးတော့မှချိတ်ဆက်ပြီးတော့မှလောက်ကြတာပေါ့ဗျာနော်အာနာလိုချင်တဲ့အခါကျတော့နော်အဲ့လိုလူမျိုးတွေပေါ့နော်အဲ့တော့ဒီ sex education ကိုမိန်းမတစ်ယောက်နဲ့ယောက်ျားတစ်ယောက်ရဲ့ကိစ္စတော့ပဲဒီလောက်ပဲမြင်နေကောင်းတယ်တော်တော်အံ့ဩစရာကောင်းတယ်နော်ဘလို့လို့ကျွန်တော်တိုင်ပြီးအဒီလူကောင်လူမျိုးတွေနဲ့ဘလို့ဆက်သွားမလဲနော်အဲ့ဒီကောင်တွေပြင်းထန် ကန့်ကွက်ခဲ့တယ်ဆန္ဒပြခဲ့တယ်စန့်ကျင်ခဲ့တယ်ပြဿနာရှာခဲ့တယ်အဲ့ဒီမှာအဲ့ဒီကိစ္စကတခံရက်သွားတယ်အခုလာပြီအဲ့ဒီလိုကန့်ကွက်လို့ဒီလိုဒီအချိန်မှာဒီပြဿနာတွေဖြစ်လာတာပဲဓာတ်တွေဖြစ်လာတာပဲเนาะအဲ့တော့ပြောရရင်တော့ကိုစိုက်ခဲ့တယ်အတိပွင့်ကိုပဲရိတ်သိမ်းရတာပဲကိုရဲမတိနားမလည်မှုမှားယွင်းတဲ့လမ်းကြောင်းဒီလိုပေါဝင်ခြင်းဇိုးတွေပေါ့နော်ပေါဝင်ခြင်းဇိုးတွေတကယ်ပြောတာက အဲ့လိုအတိညာခေါင်းွားတဲ့ပတ်ဝန်းကျင်မှာရှင်သန်လာတော့ဘဝကနင်မောတာမရှိဘူးဗျ။နော်အဲ့လိုပါဝင်ခြင်းစိုးရိမ်ကြောင့်ဘာဖြစ်လဲအရွယ်မတိုင်မီလိမ်မှုကိစ္စတွေအာရမအာရမမှုကိစ္စတွေနောက်ဘဝင်ဆောင်တဲ့ကိစ္စတွေနောက်ယောဂကုသမှုကိစ္စတွေဒါတွေများလာတာပဲနော်တွကြည့်လေခင်ဗျာဟောခိုင်နေဝင်ရှိမှာပုံရပဲဟုတ်လားမဟုတ်လားတွကြည့်ကြည့်သူများနိုင်ငံတွေမှာအနောက်နိုင်ငံတွေမှာဒီလိမ်မှုကိစ္စဆိုတာကဘဝရဲ့ဘာမှမဟုတ်အစိတ်ပိုင်းတစ်ခုအနေနဲ့ထားတာဘဝကိုမထိခိုက်အောင် လိမ်မှုကိစ္စကိုသူတို့အတုံးချတာဗျအဲ့ဒီလိမ်မှုကိစ္စကြောင့်ပေါ့နော်အသိပညာခေါင်းမာတဲ့အခါကျတော့အဲ့ဒီလိမ်မှုကိစ္စကြောင့်ဘဝတွေတည်ရတယ်ကျွန်တော်တို့တိုင်ပြီးမှကျတော့အဲ့တော့ပညာရှိတွေပညာတတ်တွေကတွေးတယ်မြင်တယ်ပြောတယ်လုပ်တယ်ကြိုင်တယ်အဲ့တုန်းကသူတို့ဘာပြောခဲ့လဲကျွန်တော်အချင်းချင်းပြန်ပြောပြမယ်နော် sex education နဲ့ပတ်သက်ပြီးဒီလိမ်ပညာပေးကြကနော်အရွယ်မတိုင်မီကိုဝင်ဆောင်တာတွေဒါကြောင့်ဖြစ်လာမဲ့နော်အရွယ်မတိုင်မီကိုဝင်အရွယ်မတိုင်မီကိုဝင်ဆောင်လို့ရှိရင်ကျမကြီးထိခိုက်တယ်လေနော် အဲ့တော့ကိုဝင်ရွေးမတိုင်းမီကိုဝင်ဆောင်တဲ့ပြဿနာတွေဖြစ်လာလို့ရှင်ကျမကြီးပြဿနာတွေကိုကာကွယ်ပေးနိုင်တယ်။နောက်တစ်ခါကလေးတွေဟာကိုယ့်ရဲ့ဖေဖေတွေမိမိတွေနော်ငါတို့ဘလို့ရလာလဲစတဲ့မိကုန်းတွေကိုနော်ဟို online ပေါ်မှာနော် Google ပေါ်မှာ Telegram ပေါ်မှာမှားယွင်းစွာရှာဖွေပြီးတော့မှညဉ့်ဉန်းဖူယူတွေကနေနီလန်းမှားတွေသိရှိမဲ့အစားចောင်းစာသင်ခန်းကနေပြီးနီးမှန်လမ်းမှန်နဲ့နော်မှန်ကန်စွာသိရှိနိုင်ဖို့အတွက် အသိပညာပေးတာလူပဲသိကျင်တာပေါ့ဒီကလေးတွေကငါတို့ကျွန်တော်လည်းသိကျင်တာပေါ့ငါတို့ဘယ်ကနေလူဖြစ်လာတယ်ဘယ်လိုဖြစ်လာတယ်ဒါမှန်မှန်ကန်ကန်သိနိုင်ဖို့အရေးကြီးတယ်။နော်ဒီညဉ့်ဉန်းဟာတွေနဲ့ဟာခင်ဗျာတော်တော်ချင်းနေဆိုရင်တော့ညဉ့်ဉန်းကိစ္စတွေอ่ะနော်နိုင်ပုံပါ။အထင်မှတ်တာတွေအများကြီးပဲ။အများကြီးအများကြီးပဲ။ငါတို့ကဘာလဲဆိုတော့လူငယ်တဘာဝဆယ်ကျော်သက်တငယ်ချင်းတွေရဲ့အချိန်ဝါပေါ့တငယ်ချင်းရဲ့အချိန်ဝါတော့ဒါတငယ်ချင်းတွေကခင်မီဝင်ဥပမာပြောဆက်လိတော့တယ်ပေါ့ဆက်လိတော့တက်တူးတူးတယ်ပေါ့တဘောအဲ့အဲဥပမာကျွန်တော်ဒီ ဆက်ကိစ္စပေါ့အဲဒါမျိုးပေါ့အဲဒါမျိုးလုံးဝခင့်မိမယ်ခင့်ခင့်တော့မကြခြင်းလိမ်မှုကိစ္စပြုလုပ်တာပဲနောက်အကုကုကို attraction ရှိတယ်ပေါ့ကိုကိုဆက်ဆောင်မှုရှိတယ်ပေါ့ဒါတော့တက်တည်ပြခြင်းလားလူငယ်ဆိုတော့အော် live လုပ်ကြတယ်နော် live လုပ်ကြတယ်ဒီလိုမျိုးတွေမလုပ်အောင် the sex education ကအမှားအမှန်အကောင်အဆိုးကိုဝေဖန်ပိုင်းခြားတတ်အောင်သင်ပေးတာဘူးတော့လမ်းမတွေရောက်ကုန်တယ်နောက်ဆုံးတစ်ခုကဘာလဲဆိုတော့ AIDS လိုယောဂမျိုးတွေ လင်ရနေတစင်ကူးဆက်တတ်တဲ့ယောဂါတွေရှိတယ်အများကြီးပဲเนาะလင်ရကူးဆက်တတ်တဲ့ယောဂါတွေเนาะမိန်းကလေးကိုယောက်ျားလေးကိုဖြစ်ကြတာလင်ရကူးဆက်တဲ့ယောဂါတွေอ่ะလေ့လာရင်ယောဂါတွေအများကြီးပဲအဲ့ဒီလိုယောဂါတွေကူးဆက်ခြင်းကနေလေကာကွယ်နိုင်တယ်ဒါကြောင့်ဒီ sex education ကိုသင်ရပါတယ်လို့ပြောတဲ့ဟာကိုကလေးတွေကိုလိန်ဆက်ဆံပြီးသင်ပေးတယ်ဆိုပြီးတော့မှာအဆူဆွဲခံရတယ်ဗျာเนาะဘလောက်ထိခင်ဗျညံတုံးတယ်လဲဆိုလို့ရှင်เนาะအဲ့လိုကောင်မျိုးတွေပညာမမတတ်တာเนาะ ရပီတုံးနဲ့ကနဖို့ချက်ကောကပေါ့ကိုကိုနာငယ်ကိုနာနာငယ်လားနော်ကိုနာငယ်ပြောသလိုပဲနော်အဲ့လိုပုံမျိုးတွေအဲ့တော့အဲ့လိုအရေးပါတဲ့သင်ခန်းစာတွေကိုညံနေတဲ့ဒီဝေဖန်မှုတွေကြောင့်ကျွန်တော်တို့ပြိပင်ခဲ့ရတယ်ဒီအကျိုးဆက်ကိုဒီနေ့ကျွန်တော်တို့သွေးမျက်ရည်တွေနဲ့ရိတ်သိမ်းနေရတယ်ဒါပဲအခုအဲ့လိုဖြစ်တာပဲနော်မိဘဘယ်လောက်ထိခင်ဗျာကြေကွဲဝမ်းနေပွဲကောင်းမလဲနော်ဘယ်လောက်ကြေကွဲမလဲဘယ်လောက်ခံစားရမလဲအခုသမီးလေးဒါတိအသိပညာလိမ့်မှုအသိပညာမရှိလို့လေး အော်ဒီနေ့ဒီဆလင်းကနော်ဆလင်းမျိုးကအကြောင်းသူတွေခန်းစားလိုက်ရတဲ့အဖြစ်ဆိုးဟာလူတူတယောက်ရဲ့ဇယိုက်ချွေရင်းမှုတက်တက်မဟုတ်ဘူးဆိုတာကျွန်တော်တို့သွားတွေ့ရတယ်။ဒါစနစ်ကြီးတစ်ခုလုံးရဲ့ပြည့်စုံယူရင်းမှုဖြစ်တယ်ဆိုတာကျွန်တော်တို့ကကောက်ချက်ဆွဲရတော့တေချာပေါက်ဖြစ်နေပြီ။အခုပဲကြီးမင်းအောင်နိုင်ကိုတက်ဆာခန်းနဲ့နန်းစီတန်ဆရာမတွေကြီးစိုးတဲ့အကြောင်းတွေမှာဘာတွေဖြစ်နေလဲ။လိန်ကူးကိစ္စစော်ကားခံရတာအများကြီးဖြစ်တယ်။အကြောင်းတွေကလုံခြုံမှုမရှိတော့ဘူး။ရာဇဝတ်တွေဖြစ်လာတယ်၊မွေးစေဝါတွေတုံးလာတယ် ကျောင်းဆရာမတွေကိုယ်တိုင်လူတက်เนาะပစ္စည်းလူဒီလိုအခြေအနေမျိုးထိရောက်လာတယ်เนาะပြီးခဲ့တဲ့ကျွန်တော်တို့ချမ်းသာတာစီမှာเนาะချမ်းသာတာစီမျိုးနယ်မှာဒီနေ့တရင်မှာလာနေပါတယ်သူ့အတော်သူပြန်တတ်တာလေတိတ်တရာယူရတယ်ရွှေ30တာရွှေတုံးယူရတယ်အတော်တူနဲ့ထုပြီးတော့မှလက်သွားတယ်လေလေတိုင်းများဆရာမကဲအခြေအနေဘလောက်ဆိုးနေလဲဒီနန်းစီတရာနေဆိုတာလည်းသိတဲ့အတိုင်းအားလုံးခွေးတို့ဘောက်ကနေဝင်လာကြတာခြံစည်းဦးဖြဲပြီးဝင်လာကြတာဘာသိကြမှာရှိလို့မဟုတ်ဘူး ဘာသင်ကြားရေးပညာမှတက်လို့မဟုတ်ပညာသူများသင်ကြားရေးပညာဆိုအရန်ကျယ်ပြန့်နေအရန်ကျယ်ပြန့်နေကျွန်တော်လည်းသင်လို့မရအောင်ခင်ဗျာမြန်မာတိုင်းတော့ကျွန်တော်ဥပမာပြောပြမယ်မြန်မာတိုင်းတော့မြန်မာစာသင်လို့မရအောင်အဲ့ဒါရုံလားမြန်မာတိုင်းမြန်မာစာသင်လို့မရအောင်ဟာငါမြန်မာပဲကွာမြန်မာစာသင်ပေးလို့ရတယ်ရတယ်လို့မထင်နဲ့ဗျာအဲ့ဒါသင်လို့မရအောင်အဲ့ကြောင့်သင်ကြားရေးနေပြအင်ဖရာမကျေဝန်းနေကျေပြန့်နေ အဘာမှမဟုတ်ဘဲနဲ့စာရွက်ပေါ်မှာဖြည့်ပြီးတော့မှအောင်လာတဲ့သူတွေကဘယ်လိုလုပ်ဒီကလေးတွေကိုလမ်းမှန်ကိုပို့နိုင်မလဲဗျ။ဒါပဲ။ဘာလို့ပြောချင်တာနော်။အော်ကျွန်တော်တိုင်းပြည်မှာဒီလိုဖက်ဖက်ကဒီလိုဖြစ်နေတဲ့ကိစ္စတွေကိုကျွန်တော်တို့ကပြုပြင်ပြောင်းလဲခြင်းနဲ့ဒီတိုင်းပြည်ကိုကျွန်တော်တို့ရှေ့ကိုဆက်သွားခြင်းနဲ့နောက်တစ်ခုလုံခြုံရေးဝန်ထမ်းတွေဒီရဲဆိုတဲ့ကောင်တွေခွေးတောင်းသားတွေသူတို့ကတရားမျှတမှုကိုပေါ်ဆောင်ပေးရမှာလေ။ဒါကိုငွေယူပြီးတော့မှဖုံးဖိဖို့ကြိုးစားတယ်။ဒါပဲခင်ဗျအာနာရှင်ရဲ့အကျိုးဆက်က အာနာရှင်တွေရှိနေတဲ့နေရာမှာဒီလိုအာဂရိမှုတွေကပျော်ပျော်ကြီးပေါက်ဖွားတယ်နော်ပျော်ပျော်ကြီးပေါက်ဖွားအဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ရဲ့ဒီလိုမျိုးအရင်နာစရာကိစ္စတွေပေါ့ဗျာနော်တိုင်းပြည်ရဲ့အနာဂတ်ရင်သွေးတွေလုံခြုံဖို့အတွက်ကျွန်တော်တို့လုပ်ရမယ့်အလုပ်ကတခုပဲရှိတယ်နော်အာနာရှင်စနစ်အမြင့်ပြည့်အဆုံးသက်ကြီးပဲဒါပဲနော်ဒါပဲဒီစနစ်ကြီးမပြိုလဲသေးရင်ကျွန်တော်တို့ရဲ့သားငယ်သမီးငယ်တွေရဲ့လုံခြုံရေးတိုင်းပြည်ရဲ့ဂုဏ်သိက္ခာအခွင့်အလမ်းတွေအားလုံးဒီလိုပဲဆက်လက် ဖြတ်စည်းခံနေရအောင်မှာဘဲဆိုတာပြောချင်တာเนาะအဲ့တော့ပြည်သူအားလုံးစီလုံးညီညွတ်စွာနဲ့ဒီရာဇဝတ်ခိုင်းတွေကိုအပြစ်သက်ချုပ်ငိမ့်ဖို့အတွက်ကျွန်တော်တို့ဆက်ပြီးတော့တိုက်ပွဲဝင်ဖို့လိုပါတယ်ဆိုတော့ပြောချင်တယ်ဒါတစ်ခုပေါ့เนาะနောက်တစ်ခုကပြည်သူကိုပုံကန်တဲ့ကောင်ကြီးအကြောင်းပြောမယ်เนาะအဲ့တော့ဒီနေ့ကျွန်တော် MyTV မှာကျွန်တော် reaction လုပ်လိုက်တယ်အဲ့တော့ဗာလဲဆိုတော့ကြုံမျိုးမင်းကြုံမျိုးမင်းပြောထားတဲ့ဟာပေါ့เนาะအာဒီ နေတိုးတို့အုပ်စုပေါ့နော်နေတိုးတို့နေဝင်းတို့နော်စသဖြင့်ပေါ့သူတို့အုပ်စုကိုကြော်ညာတွေရှိတယ်ကြော်ညာတွေရိုက်ဖို့ရှိတယ်ရိုက်ဖို့ချိတ်ဆက်ထားတာရှိတယ်ပေါ့ဗျာဒါပေမဲ့အဲ့ကြော်ညာချိတ်ဆက်ထားတဲ့ဟာတွေကသူတို့နဲ့အမှုမရိုက်တော့ကန်ဆယ်လုပ်လိုက်လုပ်ပြီးတော့မှတခြားသူတွေနဲ့ရိုက်မယ်ဆိုပြီးဖြစ်သွားတယ်ပေါ့နော်ဒါကိုကြေကွဲစာနဲ့ကြော်မျိုးမင်းကတက်ပြီးတော့မှပြောတယ်ပေါ့ဗျာနော်တက်ပြောတယ်အာခင်ဗျားတို့မတရားဘူးဘာလို့ညာတို့ပေါ့ဗျာအမျိုးစုံပြောတာပေါ့နော်အဲ့ဒီနေမှာပြောချင်တာကတော့အဲ့ဒါမဟုတ်ဘူးအဲ့တော့ကျွန်တော် ကျွန်တော်ကလည်းကျွန်တော်နိုင်ပြောမယ်နော်ကျွန်တော်က၄ view ကိုကျွန်တော်အရင်ကြိုက်တယ်ကျွန်တော်ပြောရင်ကျွန်တော်၄ view နဲ့ကြီးပြင်းလာတယ်လို့တော့ကျွန်တော်ပြောလို့ရတယ်၄ view ကကျွန်တော်ရဲ့ idol ပဲအာအိဒီယာလေးအစိုးရသိပ်ဖြစ်ချင်တာဗျနော်အစိုးရသိပ်ဖြစ်ချင်တာအာအဲ့၄ view တိုင်းဆိုသိပ်သဘောကျတာနော် ွန်ကြောင်ရင်တော့မှကောင်မလေးတွေပြန်ကြိုက်ကြိုက်မကြိုက်ကြိုက်လေးပြူတစ်ချင်းနဲ့ကြောင်လိုက်ရမှာကျွန်တော်အရသာရှိခဲ့ကောင်မျိုးအဲ့လောက်ထိလေးပြူယူသွတ်တာပြောနော်လေးပြူအင်မတန်ကြိုက်တယ်ကောင်ဒါပေမဲ့ကျွန်တော်လေးပြူကိုဘလောက်ပဲယူသွတ်ခါခဲ့ပါစေအခုလေးပြူရဲ့အတန်ရောရုပ်ရောကျွန်တော်စိတ်ဝိညာဉ်ကဘလို့မှလက်မခံတော့အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ဟိုပြောရရင်စိတ်ကိုထိန်းချုပ်ပြီးတော့မှ လေးပြုတ်ကိုကျွန်တော်ရှောင်ပြေးတာမဟုတ်ဘူးနော်ကျွန်တော်နှလုံးသားနဲ့စိတ်ဝိညာဉ်တွေကိုကအလိုလျောက်ညှင်းပယ်တာ automatically reject ပေါ့ဗျာအဲ့လိုပြောမှာရှင်းရှင်းပြောရင်ဗျာသူ့ရဲ့အတန်ရောရုပ်ကောမြင်ကျွန်တော်ပြန်ပြန်ကြော်ပြက်တာကျွန်တော်အဲ့ YouTube တွေပဲတွေ့လို့ရှင်ဒါမဲ့သူ့မုံလို့လားဆိုတော့မဟုတ်ဘူးဗျာမုံလို့မဟုတ်ဘူးဘာကြောင့်ဆိုတာကျွန်တော်အသေးစိတ်ပြောပြမယ်အမှုပညာသမားတွေ ਨੇ ကျွန်တော်တို့ပြိတ္တမှာကိုစားပြုဆက်ဆံရေးဆိုတာရှိတယ်။အဲ့လိုပဲကျွန်တော်နဲ့လေးပြူနေကြတဲ့မှာတကယ်တမ်းလူချင်းတိကျွမ်းခြင်းမရှိပင်မဲ့သူ့ရဲ့တချင်းနေနဲ့သူ့ရဲ့အမှုပညာကိုအားပေးရင်တစ်ဖက်သက်ကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာခင်မင်မှုပေါ့နော်။ဆက်နွယ်မှုတစ်ခုကိုကျွန်တော်ကအလိုလျောက်တိဆောက်ပြီးသားဖြစ်နေတာ။ဒါကို parasocial relationship လို့ခေါ်တာ။ဒါပေမဲ့သူနဲ့ကျွန်တော်နဲ့ဘလောက်ပဲဒီလိုမျိုးပေါ့နော်စိတ်ပိုင်းဆိုင်ရာခင်မင်မှုတွေဆက်နွယ်မှုတွေရှိနေပါစေ social relationship ရှိနေစေလေးပြုကပြီးခဲ့တဲ့အားလုံးလည်းသိပါတယ်နော် what BC ဆိုတာဘာလဲဘာလဲညာလဲပေါ့နော်အဲ့အဲ့လိုမျိုးတော်လန်ရင်းကိုပြည့်ရပြူတဲ့ဇက်ကလုံးတွေနဲ့ပြောလိုက်တဲ့အချိန်မှာဒီဇက်ကလုံးတွေကဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ရဲ့အဓိကတန်ဖိုးထားမှုပေါ့နော်ကျွန်တော်ရဲ့အဓိကတန်ဖိုးထားမှုတွေကိုစန့်ကျင်လိုက်တာပေါ့နော်စန့်ကျင်လိုက်တဲ့အခါမှာအရင်ကကျွန်တော်၄ပြည်ပဲအတန်၄ပြည်ပဲပုံရိပ်တွေကကျွန်တော်ရဲ့အိမ်မက်တွေကျွန်တော်ရဲ့ရီမန်းချက်တွေတကယ်ကို အင်အားလည်းဖြစ်တယ်စွမ်းအားလည်းဖြစ်တယ်သူတို့သူ့တခြင်းတွေဆိုစွမ်းအားဖြစ်တယ်ဗျာနော်ကျွန်တော်တော်လိုင်းအစတော့အာယုံကြည်ရလွန့်ခဲ့ပါညာအဲ့တခြင်းတွေဆိုရင်တော့အာကျွန်တော်တကုံအော်လာအဲ့တခြင်းတွေပါဆိုလို့ချင်းနော်အာအဲ့လိုမျိုးစွမ်းအားဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ तू အဲ့လိုပြောလိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ယုံကြည်ချက်တွေကိုအကြီးအကျယ်ထိခိုက်စေတယ်အဲ့ဒီအတွက်ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်စိတ်ကူးတွေကကျွန်တော်ရဲ့ idol ဆိုတဲ့ပုံရိပ်ကရုပ်တရက်ဝုန်းစုပြိုကွဲသွားတာအဲ့လိုဖြစ်သွားတာအဲ့တော့ဘာလဲဆိုတော့ ို့ရဲ့စိတ်ကူးရင်တငယ်ချင်းတယောက်ပါပေါ့နော်စိတ်ကူးရင်တငယ်ချင်းလို့ပြောလို့ရတာပေါ့နော်ကျွန်တော်ကစိတ်နဲ့ဆက်နွယ်ထားတဲ့ခင်မမှုတွေနော်အဲ့တော့ကိုယ့်ရဲ့စိတ်ကူးရင်တငယ်ချင်းတယောက်ပါကို့အတွက်အရေးကြီးဆုံးနော်ကို့အတွက်အရေးကြီးဆုံးတန်ဖိုးထားရဆုံးကိစ္စတစ်ခုကိုတက်ဆောင်ဖောက်လိုက်တယ်လို့ခံစားရတာဒါကြောင့်ကျွန်တော်ရဲ့စိတ်ဝိညာဉ်ကသူ့ကိုမုန်းတီးလို့ညင်းပယ်တာမျိုးမဟုတ်ဘဲနဲ့စိတ်ပိုင်းဆိုင်ရာနာကျင်မှု psychological pain ပေါ့ အဲ့ဒီကနေပြီးတော့မှရှောင်ရှားဖို့အတွက်ကိုအလူလျောက်ဖြတ်တောက်လိုက်တာဖြစ်တယ်ဆိုတာတွတ်တွေ့ရတယ်။အဲ့ဒါဘာလဲဆိုတော့ automatic rejection အဲ့ဒါ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 ကိုပြောချင်တာ။မုန်းလားဆိုမုန်းမုန်းတယ်ဆိုတာကျွန်တော်တို့ကတတ်ချင်ပြတ်ချင်တော့မုန်းတယ်ဆိုတာအဲ့လိုဖြစ်မှာပေါ့နော်။ဒါမှမဟုတ်ဖြစ်ဘူး။မဖြစ်ဘူး။ဩအေးဒါပေမဲ့သူ့ကိုတော့ကျွန်တော်မြင်လည်းမမြင်ကျွန်တော်ကြည့်တယ်မကြည့်ကျွန်တော်သူကသူနေနေပြီ။အဲ့လိုမျိုးအလူလျောက်ဖြတ်တောက်လိုက်တာ automatic rejection လို့ခေါ်တာ။နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့လူတိုင်းလူတိုင်းမှာ လူမှုရေးဆိုင်ရာကိုယ်ပိုင်လက္ခဏာဆိုတာရှိတယ်။အဲ့ကျွန်တော်မိတ်ဆွေလည်းရှိမှာပဲကျွန်တော်လည်းရှိတယ်။အဲ့တော့ကျွန်တော်ရဲ့လက်ရှိလူမှုရေးဆိုင်ရာကိုယ်ပိုင်လက္ခဏာဘာလဲဆိုတော့တော်လိုင်းဆိုတာကျွန်တော်ဘဝနဲ့ခွဲခြားလို့မရတဲ့အလွန်အရေးကြီးတဲ့အစုအဖွဲ့ဆိုင်ရာလက္ခဏာတစ်ခုဖြစ်တယ်။အဲ့ကျွန်တော်ဒါကိုနားလည်အောင်ပြောရရင်음ဒေးဗျူရဲ့အမှုပညာကျွန်တော်ရဲ့အဆိုတော်ဖြစ်ချင်တဲ့စိတ်ကူးနဲ့ဥမာကျွန်တော်ကကျွန်တော် heavy metal ကိုကျွန်တော် rock တို့ကျွန်တော်အိုက်ဂီတာတွေကျွန်တော်ဝါသနာပါတယ် အဲ့အဲ့လိုပေါ့နော်ကျွန်တော်အဆိုလိုဖြစ်ရှင်တဲ့စိတ်ကူးနဲ့ဒီ rock guitar ကိုဝါသနာပါတယ်ဆိုတော့ကျွန်တော်ရဲ့လူမှုရေးလက္ခဏာတွေနဲ့အရင်ကကျွန်တော်တက်ဆိုင်ဆိုင်ကြားခဲ့တယ်အဲ့ကျွန်တော်ရဲ့လူမှုရေးလက္ခဏာပဲဒါပေမဲ့လေးမျိုးကအဲတော်လိုင်းကြီးကိုထောက်ခံနေသူဆိုတော့ကျွန်တော်ရဲ့ပြောရရင်အမြင့်ဆုံးပုံပိုင်လက္ခဏာပေါ့နော်ဒါကိုထိပါလာတဲ့အခါမှာကျွန်တော်ရဲ့စိတ်ဝိညာဉ်ကလေးမျိုးကိုအဲ့ဒီအဖွဲစည်းတွေကနေတစ္ဆာဖောက်သူလို့တတ်မှတ်လိုက်တဲ့သဘောပဲဒါပဲအဲ့တော့ပြောရရင်လေးမျိုးက ဒီ BC အပါလဲအပါညာတွန်လိုင်းကိုသူပြည့်ရပြူလိုက်တာဘာလဲဆိုတော့ကျွန်တော်ရဲ့လူမှုရေးဆိုင်ရာကိုပိုင်လက္ခဏာကိုထိပါတာအဲ့လိုအဲ့လိုဒါကအတိတ်ပဲဖွင့်ဆိုကြတယ်နော်အရင်ကကျွန်တော်နှစ်သက်ခဲ့တဲ့ IO တခုကဒီကိုပိုင်လက္ခဏာဖြစ်နေတဲ့ဒီအဖွဲ့အစည်းဒီတော်လိုင်းကြီးကိုတိုက်ခိုက်တဲ့အခါကျွန်တော်ရဲ့စိတ်ဟာလေးပြီကိုဆက်အားပေးခြင်းနဲ့တော်လိုင်းထောက်ခံခြင်းဆိုတဲ့ဒီတံပိုးနှစ်ခုကြားမှာစန့်ကျင်မဲ့ဖြစ်လာတဲ့စိတ်က ဲ့တော့စိတ်ပညာအရာဒီလိုစัจจပတ်အတွင်းနှစ်ခုပေါ့နော်ဒီလိုတပြိုင်နက်တည်းထားရှိတာကိုခဏတည်းတဇောနာလို့ခေါ်တယ်သူကဘာလဲဆိုတော့သိမြင်မှုမငြိမ်းများခြင်းလို့ခေါ်တာအဲ့လိုမျိုးအတွင်းနှစ်ခုတပြိုင်နက်ရှိနေတဲ့ခံစားချက်ကိုရှောင်ရှားခြင်းလားလူတွေအဲ့အတိုင်းရှိတယ်ဒါကြောင့်ကျွန်တော်ရဲ့စိတ်ဝိညာဉ်ကပိုအရေးကြီးတဲ့ကျွန်တော်ပိုတန်ဖိုးထားတဲ့တော်လိုင်းကြီးကိုရေးချက်လိုက်တယ်မညီမြမှုကိုဖြစ်စေတဲ့လေးပြည်ရဲ့အမှုပညာကိုကျွန်တော်အမြင့်ကနေဒုံးဆိုကျွန်တော်ဖြတ်တောက်လိုက်။ဒါပဲ ဒါကိုပြောချင်တာအဲ့တော့ဒါကဘာလဲဆိုတော့တခြားသူတွေရဲ့တိုက်တွန်းမှုကြောင့်လည်းမဟုတ်ဘူးကိုယ့်ရဲ့နှလုံးသားနဲ့စိတ်ဝိညာဉ်ရဲ့အလိုတရာတုံ့ပြန်မှုကြောင့်ဖြစ်လာတာဖြစ်တယ်စိတ်ပိုင်းဆိုင်ရာရင့်ကျက်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုပြသတာပဲဒါကြောင့်လေးပြူကကျွန်တော်တို့အတွက်စနစ်တကျဖယ်ထုတ်ပြရမယ်စိတ်ပိုင်းဆိုင်ရာဥပဒေချိုးဖောက်သူတူလို့ပြောလို့ရတယ်ဒီနေရာမှာအဲ့တော့ပြောချင်တာကဒီလိုခန်းစားချက်မျိုးကကျွန်တော်တို့မုံတီးချင်းတသက်မဟုတ်ဘူးကိုရှင်တန်ရာမှာကိုရှင်တန်ရာမှာအရေးပါတဲ့ ကိုယ့်ရဲ့ယုံကြည်ချက်တစ်ခုကြောင့်အရင်ကချစ်ခဲ့တဲ့အရာတစ်ခုကိုစိတ်ပိုင်းဆိုင်ရာအရာ အပြီးပိုင်းနှုတ်ဆက်လိုက်ခြင်းဆိုပြီးတော့မှတတ်မှတ်လို့ရတယ်။ကျွန်တော်အင်္ဂလိပ်လိုဆိုလို့ရှိရင် grieving and letting go ပေါ့ဒီလိုပြောလို့ရတာပေါ့နော်။ဒါပါလဲဆိုတော့ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ကိုစားမှုဆက်ဆံရေးစိတ်ခံစားမှုကဘာကနေပြီးတော့မှ value ပေါ့နော်တန်ဖိုးကိုအခြေခံတဲ့ကဘာစီကိုပြောင်းလဲလိုက်တဲ့လက္ခဏာတစ်ခုဖြစ်တယ်ဆိုတာကိုပြောချင်တယ်။ဒါကြောင့်ကျွန်တော်အမှုပညာသမားတွေအနေနဲ့ကျွန်တော်သတိပေးချင်တာက အခုလိုအရေးကြီးတဲ့အချိန်ကာလမျိုးမှာပရိသတ်ရဲ့တန်ဖိုးကိုမမိပါနဲ့ခင်ဗျားတို့ရဲ့ပရိသတ်အများစုဟာတကယ့်ကိုအရေးကြီးနေတဲ့နိုင်ငံရဲ့အရေးကိစ္စတစ်ခုကိုတညီတညွတ်ထဲရင်ဆိုင်နေတဲ့အချိန်မှာခင်ဗျားတို့ကအဲ့လိုပရိသတ်ရဲ့အဓိကတန်ဖိုးထားမှုကိုခင်ဗျားတို့ပြက်ရပြူတယ်ဒါမှမဟုတ်အခုစန့်ကျင်ဘက်မှာခင်ဗျားတို့ရက်တည်တယ်အဲ့လိုပြသလိုက်တဲ့အခါမှာခင်ဗျားတို့ပရိသတ်ရဲ့စိတ်ဝိညာဉ်ကအလိုလျောက်ငင်းပယ်လိုက်တာမျိုးဖြစ်သွားတယ်ဗျာ automatically reject အဲ့ဒါမျိုးဖြစ်သွားတယ်အဲ့တော့ခင်ဗျားတို့ကြည်လင်းမကြည်ချင်တော့ကြားလည်းမကြားချင်တော့ဒါမျိုးဖြစ်သွားတယ်အဲ့တော့ဒါပါလဲဆိုတော့ vicon မဟုတ်ဘူးစိတ်ချင်းပြတ်သွားတာပရိသတ်ကခင်ဗျားတို့ကို vicon လို့တာလူမျိုးရေးပြရားကြောင့်လည်းမဟုတ်ဘူးဒါကိုနားလည်ဖို့လိုတယ်ဒါကြောင့်အမှုပညာရှင်တယောက်ဟာတရားမဝင်ရေကောက်ပွဲကိုအားပေးပြီးတော့မှမဲဆွယ်စည်းရုံးတာမျိုးလုပ်လိုက်ချင်းသည် ခင်ဗျားတို့ရဲ့ပြိတ္တရဲ့ယုံကြည်မှုနှောင်ယိုးကိုခင်ဗျားတို့အပြီးအတိုင်းခင်ဗျားတို့ဖြတ်လိုက်တယ်လို့ဖြစ်သွားတယ်ဆိုတာခင်ဗျားတို့သဘောပေါက်ခင်ဗျားတို့ပို့ပေါ်လေးမတွင်းနဲ့เนาะခင်ဗျားတို့လူပညာသမားတွေတအားပို့တာပဲတိရယ်เนาะလူပညာသမားဆိုတာပို့ပေါ်တွေးလို့မရဘူးเนาะပြိတ္တချားတယ်မှာရှင်တန်ရတာစိတ်ချင်းကဆက်ချိတ်ဆက်နေတာเนาะနောက်တစ်ခုခင်ဗျားတို့အာငါတို့ကလူပညာသမားပဲငါတို့ကဘယ်သူခေါ်ခေါ်လောက်အောင်မှာပဲဘယ်သူခေါ်ရခေါ်ရငါတို့ရရမှာပဲမင်းအောင်လိုက်ခေါ်ရလိုက်ရရမှာပဲအတော်လိုက်ဘက်ကခေါ်ရလိုက်ရရမှာပဲငါတို့က နိုင်ငံရေးနဲ့မဆိုင်ဘူးလို့ခင်ဗျားတို့ပြောလို့မရဘူးเนาะခင်ဗျားတို့ရဲ့အပြုမူခင်ဗျားတို့ရဲ့ယက်တီကြံခင်ဗျားတို့ပြိတက်ရဲ့ဘဝအနာဂတ်နဲ့တိုက်ရဲ့ပတ်သက်နေတယ်เนาะခင်ဗျားတို့ရဲ့လုပ်ရည်တွေကြောင့်အခုခင်ဗျားတို့ကြောင်ကြောင်ကုန်ပြီခဲ့ပါခင်ဗျားတို့စာချုပ်ဖြတ်သိမ်းတာတော့ဟိုဘက်ဟိုဘက်နဲ့တခြားလူတွေရိုက်မာတော့เนาะခင်ဗျားတို့ရိုက်ကူးရိုက်ကူးပွင့်နေဆုံးရှုံးတာတော့ဘာလို့ခင်ဗျားတို့ဖြစ်လာလဲဒါကဘာလဲဆိုတော့ပြိတက်ရဲ့စိတ်အားထက်သန်မှုကနေပေါက်ဖွားလာတယ်ခင်ဗျားတို့အဲ့အကျိုးဆက်ပဲအဲ့ဒါပေါ့ပေါ့လေးမတွေးနဲ့เนาะအဲ့တော့ဟုတ်ပြီနောက်တစ်ခုကျွန်တော်ပြောချင်တာကကျွန်တော်ပြိတက်ပိုင်း ပြိဿမှာကောခုကျွန်တော်တို့ပြိဿချီမှာကောဘယ်လိုစိတ်မျိုးရှိတယ်ကျွန်တော်ပြောသလို automatically reject ရှိပါဒါမှမဟုတ် तू ကတခြားတစ်ဖက်မှာရက်သွားတဲ့အချိန်မှာဒီစိတ်ကနှစ်ခုပေါ့နော်ခင်ဗျားတို့ဒွန်တွဲနေတယ်ပေါ့ဒွန်တွဲနေတယ်အဲ့ဒီကျွန်တော်ပုံမှန်ခုနပြောခဲ့တဲ့စမ်းချိန်ဘက်အတွင်းနှစ်ခုဒွန်တွဲနေတယ်တပြိုင်နက်တည်းထားနေတယ်ကျွန်တော်တို့ connected disconnect အဲ့ကြားထဲမှာခင်ဗျားတို့အခုချိန်ကြီးရှိနေသေးလားရှောင်သွားပြီလားအခုကိုပြန်ပြီး သူ့ကိုပြန်ပြီးကြည့်။အော်ငါတကယ်ပဲသူ့ကို automatically reject ဖြစ်သွားပြီလား။အလိုလျောက်ဖြတ်နေပြီလား။ပြန်ပြီးကြည့်။ကျွန်တော်တို့ကတော့အလိုလျောက်ကျွန်တော်အဲ့ဒါကိုပြန်သုံးသပ်ကြည့်။အော်ငါအလိုဖြစ်တာပဲလို့နော်။တကယ်ဆိုတော့ကျွန်တော် Facebook ဟော sorry ကျွန်တော် YouTube ဖွင့်လိုက်တယ်ဖွင့်လိုက်တယ်လေးမျိုးတွေ့လို့ရှိရင်ကျွန်တော်ဖတ်ဖတ်ဖတ်ဆိုကျွန်တော်ကြော်ပလိုက်တယ်နော်။ဒါတချင်းနားထောင်ရင်လည်းကျွန်တော်အဲဘယ်လောက်ကြီးကျွန်တော်ဖြစ်သွားလဲဆိုရင်ဒီ review ကတော့ copy တချင်းနေဆိုတော့နော်။ copy တချင်းနေဆိုတော့ဆိုအဲ copy တချင်းနေတော့မှသိတောင်နားမထောင်ကျင်တော့တဲ့စိတ်မျိုးဖြစ်တယ်။အဲ့လိုလေးဖြစ်တာ။ ဒါပေမဲ့အရန်ကြိုက်တာပေါ့နော်ကျွန်တော်တို့ Gans and Roe တို့နော် Metallica တို့ကျွန်တော်ကြိုက်တဲ့အဆိုတော်တွေကိုရနော်အဲ့ဒီအဆိုတော်တွေဆိုတော့နားထောင်ဖြစ်တယ်ပေါ့ဗျာနော်တခြားအဲ့ဒီဆိုတော်တွေတခြားဟာတွေကျွန်တော်နားထောင်ဖြစ်တယ်နောက်တော့ Aerosmith တို့ပါတော့ဒါတွေနော်အဲ Queen တို့ပါတော့နော် Freddie Mercury ပေါ့နော်အဲ့ဒီဆိုတော်တွေကိုနားထောင်ဖြစ်တယ်အဲ့တော့သူ့တခြင်းတွေတော့ကျွန်တော်နားမထောင်တော့အဲ့လိုအခြေအနေမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေလည်းပုံပုံပြန်ဆန်းစစ်အဲ့လိုအခြေအနေမျိုးဖြစ်သွားပြီလား အဲ့လိုအခြေအနေမျိုးအားလုံးဖြစ်တယ်ဆိုလို့ရှိရင်တော့ဘာဖြစ်ဒီကောင်ကိုခွပြောက်ဘူးမဖြစ်သေးဘူးဆိုရင်တော့ဒီကောင်ကိုခွမပြောက်ဘူးစိတ်ချမစိတ်မပြတ်သားနိုင်ရဒါကလည်းဟွန်းလုံယူဖို့တော့တော်တော်ခက်တယ်ဗျာနော်တန်ဖိုးထားမှုကိုပါပဲမူတည်တယ်ကိုကဘယ်ရောက်ပို့ပြီးတော့တန်ဖိုးထားတယ်ကိုဟာအာနာရှင်စနစ်ကနေလွတ်မြောက်ရေးအတွက်ဥတီထားတဲ့ဟာကိုပို့ပြီးတော့တန်ဖိုးထားလား အတူတူပူတံပူထားလာတံပူတားမှုပုံမှာပူတည်ပြီးတော့မှခင်ဗျားတို့ရဲ့စိတ်ကပြတ်သားသွားတယ်ကိုကိုပြန်ဆန်းဆက်ပါဒါုံမီးကျင်တာအဲ့မီးကုန်းကိုထုတ်ကျင်တာအဲ့တော့ကျွန်တော်မိတ်ဆွေတွေကောင်းပါရေးခဲ့နော်အဲ့တော့ကျိုးပါလို့ရှိရင်အမှုပညာရှင်တယောက်ရဲ့လူမျိုးဆိုင်ရာကိုယ်ပိုင်လက္ခဏာအားသူတို့ရဲ့အမှုပညာအရေးချင်းထက်ပို့ပြီးတော့အရေးကြီးတယ်ဆိုတာသဘောပေါက်ဖို့လိုတယ်အဲ့တော့ကိုကိုကိုအဲ့တော့ကိုကိုချစ်ခင်အားပေးနေတဲ့ပြည်သူတွေရဲ့တံပိုးနဲ့ဆန့်ကျင်ဘက်မှာရက်တည်လိုက်လို့ရှိရင်ခင်ဗျားတို့ရဲ့စိတ်ကူးတွေကပုံရိပ်တွေကစက္ကန့်ပိုင်းအတွင်းမှာပြာပုံဖြစ်သွားနိုင်တယ်ဆိုတာမမေ့နဲ့ အဲ့တော့တတိပေးချင်တာခင်ဗျားတို့ဒီပြိတ္တရဲ့ယုံကြည်ချက်နဲ့တိုင်းရဲ့ပြိခွားဖြစ်လာလို့ရှင်ရင်ဘလောက်ကောင်းတဲ့အမှုပညာသမားပဲဖြစ်ဖြစ်အမှုပညာရှင်ပဲဖြစ်ဖြစ်ကျွန်တော်တို့ပြိတ္တရဲ့နှလုံးသားတွေကအလိုလျောက်ငင်းပယ်ပြစ်လိုက်မဲဆိုတာကိုခင်ဗျားတို့မှတ်ထားပါဒါလေးကိုပြောချင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျနောက်ပြီးတော့မှပြန်ဆောင်ကြတာပါ